အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါပထမဆုံးနိုင်ငံတကာသတင်းကိုတော့ကျမတို့တွေဒီတရုတ်နဲ့ဂျပန်ကြားကတင်းမာမှုတွေနဲ့ဆက်ရအောင်ပါတရုတ်နဲ့ဂျပန်နိုင်ငံတို့အကြားမှာဒီတန်တမန်ရေးအရာပေါ့လေစကစစ်ထိုးတိုက်ခိုက်မှုတွေပြင်းထန်လာပြီးတော့အခုခါမှာဆိုရင်တော့ပိတ်ဆို့အရေးယူတဲ့အဆင့်ထိကို ရောက်လာပါပြီ တရုတ်နိုင်ငံကဒီဂျပန်နိုင်ငံဘက်ကနေတင်ပို့နေတဲ့ပင်လယ်ဇာတွေကိုဒီကနေ့နိုဝင်ဘာလ19ရက်နေ့မှာတာမြင်လိုက်ပါတယ် ပြန်အလှန်စကစစ်ထိုးတိုက်ခိုက်မှုတွေကဒီဂျပန်ဝန်ကြီးချုပ်စနိုင်းတက်ကာအီချီရဲ့ထိုင်ဝမ်နဲ့ပတ်သက်တဲ့ပြောဆိုချက်ကနေစခဲ့ပါတယ်။တရုတ်တန်တမန်တယောက်ကခေါင်းဖြတ်ပစ်မယ်လို့တုတ်ပြန်ပြောဆိုလိုက်ပြီးတဲ့နောက်ပိုင်းမှာအပြန်အလှန်ထိုးနှက်ပြောဆိုချက်တွေဖြစ်လာခဲ့တာပါ။ပီကင်းနဲ့တိုကျိုအစိုးရကြားမှာဆိုလို့ရှိရင်ဒီဖူကိုရှိမာအမှတ်1 နျူကလ িয়ার ဓာတ်အားပေးစက်ရုံကစွန့်ပစ်ရေးကိစ္စနဲ့ပတ်သက်ပြီးတော့ဂျပန်ကပင်လယ်စာတင်သွင်းမှုကို2023ခုနှစ်ဩဂတ်လထဲမှာတရုတ်ကပိတ်ပင်ခဲ့တာပါအခုနဲ့အစောပိုင်းမှာတော့နှစ်ဦးနှစ်ဖက်အလျှော့ပေးမှုတွေလှုပ်ရှားဖို့သဘောတူခဲ့ပြီးတဲ့နောက်ဂျပန်ရဲ့ ပင်လယ်ဇာကိုလွန်ခဲ့တဲ့နှစ်ပတ်လောက်ကမှတရုတ်ကိုပြန်ပြီးတော့စပို့ခဲ့တာဖြစ်ပါတယ်။အခုတော့ထိုင်ဝမ်အရေးပြောဆိုချက်နောက်ဆက်တွဲတင်းမာမှုတွေကြောင့်ပြန်လည်တင်းကျပ်လိုက်တာပဲဖြစ်ပါတယ်။ဒီကိစ္စမတိုင်ခင်ကတော့တရုတ်ကဒီသူ့နိုင်ငံသားတွေကိုအန္တရာယ်ရှိနိုင်တဲ့အတွက်ဂျပန်နိုင်ငံကိုအလဲအပတ်မသွားကြဖို့တိုက်တွန်းခဲ့ပါတယ်။မကြသေးခင်ကပဲဂျပန်နိုင်ငံတောင်ပိုင်းကထိုင်ဝမ်နဲ့နီးတဲ့ဒေသတွေမှာတရုတ်ကဒရုန်းတွေကိုရှာဖွေတွေ့ရှိခဲ့တဲ့ ဆိုပြီးတော့ဂျပန်ကတိုက်လေယာဉ်တွေကိုဆေးလွတ်ခဲ့ပါတယ် နောက်ထပ်သတင်းတပုတ်ကတော့ကမ္ဘာဖလားဘောလုံးပွဲနဲ့ဆိုင်တဲ့သတင်းတပုတ်ပဲဖြစ်ပါတယ်။ကမ္ဘာဖလားခြေစစ်ပွဲတွေပြီးလာတာနဲ့အမျှခြေစစ်ပွဲအောင်မြင်တဲ့အသင်းတွေလည်းတိုးများလာနေပါတယ်။ရပိုင်းအတွင်းကတော့ဒီကမ္ဘာဖလားကျင်းပမှုသမိုင်းတစ်လျှောက်မှာအသင်းငယ်ဆုံးနိုင်ငံလေးတနိုင်ငံကပထမဆုံးအကြိမ်ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။အဲ့ဒီနိုင်ငံရဲ့နာမည်ကတော့အာခူရာဆောက်လို့ခေါ်တဲ့ကျွန်းနိုင်ငံငယ်လေးပဲဖြစ်ပါတယ်။စုစုပေါင်းလူ ဦးရေက35,600ပဲရှိတဲ့နိုင်ငံငယ်လေးကပထမဆုံးကမ္ဘာဖလားနောက်ဆုံးပွဲစဉ်တွေမှာပါဝင်ကစားခွင့်ရလာတာပဲဖြစ်ပါတယ်။ အာခောက်ကကပ်လို့ခေါ်တဲ့မြောက်အမေရိကနောက်ပြီးတော့အမေရိကအလယ်ပိုင်းနဲ့အာကာရေဘီယံကျွန်းစုတွေပါဝင်တဲ့အုပ်စုမှာအာကူရာဆောင်နိုင်ငံဟာဂျမေကာနိုင်ငံကိုတည်ရေကစားလိုက်နိုင်ပြီးတော့ကမ္ဘာဖလားခြေစစ်ပွဲကိုအောင်မြင်သွားတာပဲဖြစ်ပါတယ်။အရင်ကကမ္ဘာဖလားခြေစစ်ပွဲအောင်ခဲ့တဲ့အသေးငယ်ဆုံးနိုင်ငံကတော့လူဦးရေ3သိန်းခွဲရှိတဲ့အာအိုက်စ်လန်နိုင်ငံဖြစ်ပါတယ်။ဒါကြောင့်အခုခြေစစ်ပွဲအ ောင်တဲ့အာကူရာဆောင်နိုင်ငံဟာဆိုလို့ရှိရင်လူဦးရေအရဆိုရင်အိုင်စလန်ရဲ့တဝက်လောက်ပဲရှိတာဖြစ်ပါတယ်။လက်ရှိအချိန်ထိတော့48သင်းပါဝင်ကစားမဲ့2026ခုနှစ်ကမ္ဘာဖလားပွဲကိုချစ်စစ်ပွဲအောင်မြင်သွားတာကတော့42သင်းရှိပြီဖြစ်ပါတယ်။အာကောက်ကာကပ်ဇုံကအခုပြောတဲ့ဒီအာကူရာဆောင်နောက်ပြီးတော့ဟေတီနဲ့ပနမားတို့မှာဟေတီတနိုင်ငံကပဲကမ္ဘာဖလားမှာ1984ခုနှစ်က တကြိမ်ရှင်ပြိုင်ခဲ့ဘူးတာဖြစ်ပါတယ်။ကျန်တဲ့နိုင်ငံကတော့ပထမဆုံးအကြိမ်ခြေစစ်ပွဲအောင်တဲ့အသင်းတွေဖြစ်ကြပါတယ်။အခုဆက်ပြောမယ့်သတင်းကိုတော့ကျွန်မအနေနဲ့မေကွန်လေးနဲ့ဆက်လိုက်ချင်ပါတယ်။အသက်သေးဆုံးတော့မဲ့ချစ်သူဟာတစ်ချိန်ချိန်မှာဒီသိပ္ပံနည်းပညာအသစ်တွေနဲ့ပြန်ပြီးတော့ရှင်သန်လာမယ်ဆိုလို့ရှိရင်ဘယ်နှစ်ကြာအောင်စောင့်နေနိုင်ပါသလဲ တချိန်ကတော့တရုတ်အမျိုးသားတယောက်ဖြစ်တဲ့ဂွေကြည့်မင်ဟာတရုတ်နိုင်ငံသူနိုင်ငံသားတွေအကြားမှာအချစ်သူရဲကောင်းတယောက်ဖြစ်ချီးကျူးခံခဲ့ရပါတယ်။သူဟာ2018ခုနှစ်မှာကင်ဆာရောဂါနဲ့ကွယ်လွန်သွားတဲ့သူ့ရဲ့ဇနီးတဲ့ပေါ့လေအမျိုးသမီးအာဒီဂျန်ဝမ်လျန်ကိုသိပ္ပံနည်းပညာတွေတိုးတက်လာတဲ့ဒီနေ့အသက်ပြန်ရှင်လာမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့အပူချိန်အနှုတ်196ဒီဂရီစင်တီဂရိတ်ရှိတဲ့နိုက်ထရိုဂျင်အရေးကိုတုံးထား တဲ့အေးအေးခန်းထဲမှာ ထိမ့်သိမ်းထားခဲ့ပါတယ်။လူတိုင်းကသူဟာသူ့ဘဝလက်ကျန်ချိန်တွေကိုဒီဇနီးတဲ့ပေါ့လေသူအမျိုးသမီးဖြစ်သူကိုစောင့်စားရင်းနဲ့ရှင်သန်နေတဲ့သူတယောက်အဖြစ်မြင်ခဲ့ကြပါတယ်။သူကလေလာမယ့်နှစ်ပေါင်း30မှာသူဟာတက်ကြီးရွယ်အိုဖြစ်နေနိုင်ပါတယ်ဒါပေမဲ့စောင့်နေမှာပါလို့ပြောခဲ့ပါတယ်အဲ့လိုမျိုးပြောခဲ့ပေမဲ့အခုချိန်မှာတော့အာဂွေကြည့်မယ်ဟာတစ္ဆာပေါက်တယောက်အနေနဲ့ဆွတ်ဆွဲခံရပြီဖြစ်ပါတယ် ဇနီးတဲ့ကိုအအေးခန်းထဲမှာ အေးခဲထားပြီးရှင်းနေကြလာတဲ့အချိန်မှာတော့ဂွေကြီးမင်းတယောက်ရီစာအသစ်ရခဲ့လို့ပဲဖြစ်ပါတယ်။ဝေဖန်သူတွေကတော့ဂွေကြီးမင်းဟာဘဝကိုရှေ့ဆက်သွားမယ်ဦးသိအိမ်သက်ထူထောင်မယ်ဆိုလို့ရှိရင်ဇနီးတဲ့ကိုဘာလို့အဲ့ဒီအအေးခန်းထဲမှာထထားရတာလဲဒါဟာတစ္ဆာဖောက်မှုဖြစ်တယ်ဆိုပြီးတော့ဆွဆွဲကြပါတယ် ချစ်သူအစ်စ်ထားတာနဲ့ပတ်သက်လို့ကြွေကြည့်မင်ဘက်ကတော့သူကသူ့မိမကိုချစ်နေတော့မှာပဲဒါပေမဲ့နှစ်ပေါင်းများစွာအထီးကျန်နေမှုကနေလွန်မြောက်ဖို့နဲ့ကျမ်းမာရေးအတွက်တစုံတစ်ယောက်လိုအပ်နေလို့ရည်စားအစ်စ်ကိုထားတာပါလို့ဖြေရှင်းခဲ့ပါတယ်အေးအေးခန်းထဲမှာခန္ဓာကိုယ်ဆဲရီမပြတ်စည်းအောင်နိုက်ထရိုဂျင်အရေကိုသုံးပြီးတော့အေးခဲထားတဲ့စနစ်ကိုတော့ခရိုနစ်လို့ခေါ်ကြပါတယ်။အဲ့ဒီနည်းပညာနဲ့လူခန္ဓာကိုယ်ဆဲရီမပြတ်စည်းအောင်နှစ်ပေါင်းများစွာ ထိမ့်သိမ်းထားနိုင်ပေမဲ့လူတယောက်ဟာ သူ့အိမ်ထောင်ဘက်ကိုဘလောက်ကြာအောင်စောင့်နေတင့်နေဆိုတာကိုတော့သတ်မှတ်ထားတာမျိုးမရှိပါဘူးဆိုတော့ပြိသက်တွေအနေနဲ့ရောဒါဘယ်လိုမျိုးမြင်လဲအာကိုကိုတိုင်းဆိုရင်ရောဘယ်နှစ်နှစ်ထိစောင့်နိုင်ကြမှာလဲတကယ်ရောစောင့်ဖို့ဆိုတာဖြစ်နိုင်ရလားဗောနော်တတိချာချာလေးစဉ်းစားကြည့်စီချင်ပါတယ်